စမ်းမြောက်တက်လို့ခေါ်ကြတဲ့အမတာ၃လေးလေးကနေမင်းပြောင်အတိုင်းတိုင်းရင်၄မိုင်ကျော်သာဝေးတဲ့ငကရီတောင်ဖရားဝင်းကျင်ကိုလက်လက်ကြီးနဲ့နေတိုင်းပြစ်ခတ်နေကြအောင်ဒေသခံတွေကပြောပါရယ်။ဒါကြောင့်ငကရီတောင်စောပြတရက်ပင်ကြီးစုရွာရီဘက်ကနေပောက်ကွဲတန်တွေကိုနေတိုင်းကြားနေရပြီး၂ရက်၃ရက်ကြာဝင်းကျင်တခါလက်နက်ငယ်ပြစ်ခတ်တန်တွေကိုပါကြားနေရလို့သတိထားနေရတယ်လို့အနီးဝင်းကျင်မှနေတဲ့ဒေသခံတွေကပြောပါရယ်။လက်နက်ကြီးကလည်းနေနေတယ်ပါရယ်။ဟောရတော့ရှိပေါ့။တပတ်တေကျော်လာတော့ဒီကွက်တန်နဲ့အဲ့ဒီငကရီရဲ့တို့စောတန်နောက်ရှမ်းလို့အဖက်ချနေကြတာ။ ုံးလေးလေးမှာကဒါကြားရတယ်လို့ဆိုလို့ရှိရင်900နီးပါးလောက်တော့ရှိရပြီးတော့ရှိရင်တို့ဒီလက်နဲ့အင်းလက်နဲ့ခင်ရပိုင်းမှာဆိုလည်းတို့ဒါအခုရပိုင်းမှာဖြစ်တဲ့လက်နဲ့ကြီးကပို့ပြီးတော့အဆင့်ညင်ထားတယ်ဗောနော်အဆင့်ညင်နေဆိုတာကပောက်ဝဲအားပို့ပြင်းနေအတန်းပို့ပြင်းလာရဲ့ဗောအခုလဲတာပြင့်နေတယ်အခုလေဒါအခုလဲတကားစွန်းနေနေမှာဖြစ်နေတယ်ကတိမုံရွာလမ်းဘက်မှာဆိုရင်ငကရေးတောင်ဝင်းကျင်မှာစစ်ကောင်စီတပ်ကတဆွဲထားပြီးအဲ့ဒီနေရာကိုကြော့ပြီးတော့ဒေသခံတွေကိုတောလာခွင့်မပေးဘူးလို့သူကဆိုပါတယ်။ရေနသဂိတ်ကိုဖျက်ပြီးငသန်းကျောင်းဘက်ဈေးဝယ်သွားမယ်ဆိုရင်လည်း လူတယောက်ကိုစံသုံးဖြစ်တယ်မှာပိုရဆိုတဲ့စီကံချက်တွေအပြင်အုတ်ချုပ်ရေးမှုစီမှာဈေးဝယ်ထောက်ခံချက်ပြုလုပ်ရတယ်လို့သိရပါတယ်။တိုက်ပွဲတွေအပြင်အခုလိုကန့်သက်ချက်တွေကြောင့်ဒေသခံတွေအခက်အခဲဖြစ်နေကြပြီးငါးတန်းချောင်းမျိုးပေါ်အထိတက်ရောက်မှုတွေရှိလာပြီလို့မျိုးကန်တယောက်ကပြောပါတယ်။ technology ကဘလာတော့ဘူးလေလူတွေလည်းမရှိတော့လာရင်လည်းလမ်းမှာအိတ်ကဆက်ကူတော့ကြီးအမျိုးမျိုးရှိတယ်တုံးတုံးလူကလည်းဟိုမလွဲလာလို့ဟိုစီးလေးပါလေလာဝယ်စင်းစင်းပြဒါပဲဒီလေးပုံမှာဆိုရဲကလည်း4နာရီလောက်ဘာလို့မှမရှိဘူး ဒီမျိုးလဲကားလမ်းတွေပေါ်မှာလုံးလုံးအောင်ဆိုင်ကဲကရှုပ်ရက်ခံရအခုဘလုံးမှမကြည့်ဘူးဘယ်ကိုတန်နိုင်လို့လို့လမ်းပေါ်မှာကားလေးလုံးဥပ္ပိလေးဆိုင်ကဲလေးငါးစီဒါပဲဒါကြောင့်ပဲဒေသခံတွေစာဝင်တွေချက်သေးလာကြပြီးအမတ်တ3-4ဘက်မှဆိုရင်လည်းဖြစ်စဉ်အသေးစိတ်ကိုမသိရပေမဲ့စည်ရဲတင်းမာနေတယ်လို့ယူဆရကြောင်းမြို့ကန်ကပြောပါရယ်အမတ်တ3-4နဲ့ငတန်းချောင်းမြို့ဟာဆက်နှစ်မိုင်လောက်ဝေးတာကြောင့်လက်နက်ငယ်တန်းတွေကိုမချရပေမဲ့လက်နက်ကြီးတန်းတွေကိုတော့မြို့ပေါ်ကနေကြားနေရတယ်လို့သူကဆက်ပြောပါရယ် ပြီးတော့လက်နက်ကြီးကြားရောက်မှာဆိုတာကြောင့်ငကရေးတောင်အနောက်ဘက်ကကြေးရွာတွေမှာလည်းဒေသခံအနေငယ်လောက်ပဲဆက်လက်နေထိုင်တော့တယ်လို့သိရပါဗျ။ကျွန်တော်အဆိုးလို့အောင်ပါ။